တ်စွာဘုရားတခါကြောင်းတော်မှာသတင်းတုံးနေရင်ရဟန်းတန်ခါးလေးကိုမြတ်စွာဘုရားတကိုးနဲ့ကြည့်အေးတဲ့တူရီသောသားကိုစောင်းလျှောက်တယ်လို့မျိုးမြတ်စွာဘုရားစောင်းလျှောက်တာပေါ့နော်။ဘာကြည့်အောင်ဆိုတော့ဒီရန်လေးဘာတွေစဉ်းစားနေလဲဆိုသူတို့စိတ်ကိုမြတ်စွာဘုရားရဲ့စိတ်တော်နဲ့လှမ်းကြည့်တယ်။ဒီအစွမ်းရှိတာဟုတ်။အဲ့တော့တကိုးလူမိတယ်လို့မိတယ်တဲ့ရဟန်းလေးကာမဝုဒ္ဒေကျမ်းနေတာကိုတွေ့နေတယ်။ ဲ့ဒါနဲ့ဒီကာမဝိတ္တကကြီးထွားလာလို့ရှင်သူတို့ဒုက္ခပေးတော့မှာအဲ့ဒါကိုငါကြီးထွားခွင့်မပေးဘူးသွားပြီးတော့အဲ့ဒီကာမဝိတ္တကိုဖျက်ဆီးမယ်ပေါ့နော်မြတ်စွာဘုရားအဲ့ဒီအကျံနဲ့အဲ့ဒီရဟန်းတွေနေနေတဲ့ကြောင်းတွေကိုမြတ်စွာဘုရားကြွလာပြီးတော့ဘာလို့ဒီကာမဝိတ္တကိုကြီးထွားခွင့်ပေးရတာလို့ဓာတ်ရိုက်ပြောတယ်မြတ်စွာဘုရားဒါဟာကြီးထွားလာလို့ရှိရင်မင်းတို့ကိုဒုက္ခပေးမှာဒီမကောင်းမှုအကုသိုလ်တရားတွေမကောင်းတဲ့စိတ်တွေဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင် ညောင်မေများနဲ့တူတယ်တဲ့ညောင်မေများဟာသူများကိုပဲမှီပြီးတော့ပောက်တယ်ညောင်ကပ်ပင်လေးတွေကိုဆိုလိုတာဟုတ်လားအဲ့တော့ तू မှီပောက်ပြီဆိုရင် तू ငကိုတော့မှီလိုက်တဲ့အပင်ဟာ तू ကတဖြည်းဖြည်းကြီးထွားလာတဲ့သူ့ရဲ့မူရင်းအပင်ဟာပျက်စီးသွားတယ်ဟုတ်လားဝါမျိုးသွားတယ်ပေါ့အဲ့လိုပဲမကောင်းမှုကဖြစ်လာပြီဆိုလို့ရှိရင်ဖြစ်ပေါ်ခွင့်ပြုတဲ့တတ္တဝါကိုဖျက်ဆီးရင်မကောင်းမှုကိုညောင်ပင်နဲ့ဥမာပေးတာ မကောင်းတဲ့စိတ်ကိုညောင်ပင်နဲ့ဥမာပေးတာသူ့ကိုလက်သက်မခံနဲ့သူ့ကိုကြီးထွားခွင့်ပေးလို့ရှိရင်မူရင်းကိုအပင်ဟာပျက်စီးသွားမယ်ဆိုတဲ့အဲ့ဒါမြတ်စွာဘုရားဇတ်တော်တယ်ဘုဟောတယ်အဲ့ဒီဇတ်တော်တယ်မှာဘုရားလောင်းကလက်ပံမင်းဆောင်နတ်မင်းကြီးဖြစ်တယ်လက်ပံမင်းကြီးကအကြီးကြီးဟုတ်လားယူဇနာနဲ့ချီပြီးတော့ကြီးတယ်လို့ပြောတယ်အဲ့ဒီလက်ပံမင်းကြီးကို နော်ဂလုံးတကောင်ကလည်းအမြဲတမ်းလာလာပြီးတော့ငကားတွေကိုချီချီလာပြီးတော့ဒီလက်ပတ်မိုင်ပေါ်မှာလာလာစားတယ်။အဲ့ဒီဂလုံးကရှင်သာတိပုတ္တရာရဲ့အလောင်း။အဲ့တော့ဒီနေ့တော့အဲ့ဒီဂလုံးကြီးကနော်သမုဒ္ဒရာကြီးကိုတခါတယ်။ဝိုင်းလေတွေထပြီးတော့ကွဲသွားအောင်သူ့ရဲ့အတောင်နဲ့ရိုက်ပုတ်ပြီးတော့ငကားကိုတုတ်သွား။အငကားတွေကလည်းဒီဂလုံးလာသူတို့လာချီလို့ရှိရင်ဒုက္ခရောက်အောင်ရွှေပြီးတော့ကြောက်ခဲတွေပါတွေမြူမြူထားတာရှိတယ်တဲ့။ ဟုတ်လားဟာသူတို့ဘိုင်းနဲ့ဆန့်တဲ့လောက်မျိုးလားလေးပြီးတော့မမပြန်နိုင်အောင်ပေါ့နော်အဲ့ဒါကိုလည်းဂလုံလေးကတိတဲ့အတွက်ကြောင့်ခေါင်းကနေမဖမ်းဘူးအမိရနဲ့ဖမ်းတယ်ဟုတ်လားအမိကနေဖန်တော့ပါဇက်ကဇောက်ထိုးဖြစ်နေတဲ့ခါကျတော့မျိုးထားတာလေးတွေအကုန်လုံးအောက်ဖြုတ်ကြရတော့နော်အဲ့ဒါနဲ့အဲ့ဒီနေ့တော့ငကားတော်တော်ကြီးတဲ့ငကားကို ဆွဲချီသွားတာအဲ့ဒီရှင်သာရိပုတ္တရာအလောင်းဂလုံးကအဲ့ဒါငကားကဂလုံးရဲ့ခြေသေးချာနေပြီးတော့တွဲလောင်းကြီးပါသွားတာ အတ္တအေးစီးပဲပြန်သွားတယ်ဂလုံးကအလွန်အားကောင်းတာပေါ့အဲ့ဒါအစ်တတော်တော်ကိုဖြတ်ပြီးတော့အုပ်တစ်ခုကိုဖြတ်ပြီးတော့အဲ့ဒီလက်ပံမင်းကြီးလေးကိုဥတည်ပြီးတော့ပြန်လာအဲ့ဒါတောအုပ်ထဲမှာရှိတဲ့တစ်ပင်လေးဘာတွေနဲ့ငကားကောင်းနဲ့တပတ်ပတ်တိုက်ပြီးတော့ပါသွားတယ်အဲ့ငကားကလည်းသေမှာကြောက်တဲ့အခါကျတော့တခါနဲ့တော်တော်ကြီးတဲ့ညောင်ပဲတည်းတွေ့တဲ့အခါမှာဘာပင်ရဲ့လို့သူမသိပါဘူးနည်းနည်းခြုံထွက်နေတဲ့အပင်တွေ့တော့လှမ်းပြီးတော့ရုတ်တရက်ပတ်လိုက်တယ် ပတ်လိုက်တဲ့အခါကျတော့အဲ့ဒီညောင်မင်းကြီးကကျွတ်ပြီးတော့ပါသွားတယ်တဲ့ငကားရဲ့အခွေထဲမှာဟိုကဂလုံကအဲ့ဒီညောင်မင်းပါလာတယ်ဆိုတာတော့မသိဘူးတဲ့သူကတော့အာကောင်းလို့ဆိုနော်အဲ့ဒါနဲ့ဂလုံရဲ့ခြေထဲကမှာငကားငကားရဲ့အခွေထဲမှာညောင်မင်းပါသွားတယ်အဲ့ဒီဥစ္စာအဲ့ဒါလက်ပတ်မင်းကြီးရောက်တဲ့အခါကျတော့ဂလုံကဒီငကားကိုလက်ပတ်မင်းမတော်တင်းပြီဆိုငကားဒီမှာပါလာတဲ့အကုန်လုံးပြုတ်ကြတော့ ခြေထဲနဲ့ကြစ်ပြီးတော့ခါချလိုက်တဲ့အခါကျတော့ညောင်မဲအပြုတ်ကျသွားတယ်အနကားကိုအပေါ်တင်ပြီးတော့စပြီးတော့အဲအကောင်ဘုတ်ကိုတမှုရရတဲ့ပြန်ပြစ်လိုက်တယ်အဲ့ဒီမှာဘာဖြစ်တယ်လို့ဆိုတော့အဲ့ဒီညောင်မင်းလေးကနော်ဘီလုံးငတ်မလေးတကောင်ပါလာငတ်ကလေးတေးသေးလေးပါလာအဲ့ဒီငတ်ကလေးကသူ့အမိပြုတ်ကညောင်မင်းကတုံလုံးပက်လက်အောက်မှာပြက်စီးပြီဆိုတဲ့အခါကျသူ့အဲ့လက်ပံမင်းပေါ်တက်နာတယ်နားတဲ့အခါကျတော့ဘုရားလောင်းလက်ပံမင်းဆောင်တဲ့အခါ ကြောက်လို့တုံသွားတာအဲ့ဒီလက်ပံမင်းကြီးရဲ့အမြင့်တွေပါတုံသွားတယ်အဲ့တော့ဒီပုံမှာနားနေတဲ့ခလုံးကဒါဝနားမလဲအလွန်ကြီးတဲ့အာဆွမ်းရှိတဲ့ငါနားတာကိုဘာမှမဖြစ်ဘဲနဲ့ဒီဘီလုံးကမှပစ္စည်းလေးလက်ပြီးတော့လောက်ရှိတာဒါလေးတက်နာတာကိုဒီလောက်ကြောက်တယ်ဆိုဘာလို့ကြောက်တာလဲမနက်အဲနားဦးတယ်နော်ဒီတရားလေးအဲ့တော့ခုနကတော့မြတ်စွာဘုရား ကြီးထွားခွင့်မပေးတဲ့အရာကိုကြီးထွားခွင့်မပေးဖို့ပြောခြင်းလို့ဒီဇက်တော်လေးကိုပြောတာဟုတ်လားအဲ့ဒါနဲ့ကလုံးကမေးတာဘာလို့ကြောက်တာတော့ဆိုတော့အဲ့ဒီငှက်ကလေးကညောင်မေမောမနေတာတေချာပေါင်းညောင်စည်းကိုသူစားခဲ့မှာအဲ့ဒါမစင်ဆွရင်အဲ့ဒီညောင်စည်းကငါလက်ပံမင်ပေါ်ချမှာလက်ပံမင်ပေါ်ကြာရင်ဒီညောင်မင်ညောင်စည်းကညောင်မင်ပေါ့မှာတဖြည်းဖြည်းနဲ့ကြီးထွားလာရင်ငါရဲ့လက်ပံမင်ဗိမာန်နာဟာတေချာပေါင်းပြည့်စည်းဒါကြောင့်သင်နာတာကိစ္စမရှိဘူးဒီကောင်နာတာအန်တယ်ရှိတယ်ဟုတ်လား ါကြောင့်ကိုယ်စိတ်နှလုံးထဲကိုမကောင်းမှုတွေလာလာနားရင်အဲ့ဒါအန္တရာယ်ရှိနော်အဲ့ဒါကိုပြောတာမကောင်းတာကိုမလုပ်ဖို့မြတ်စွာဘုရားပယ်နှုတ်ပေးဖို့ခုနကတော့ယန်းနေကိုကြီးစောင်းလျှောက်တာပေါ့နော်ဒီမကောင်းတဲ့အတွေးကိုကြီးထွားခွင့်ပေးပြီးတော့ဒါကိုအဟုတ်ထင်ပြီးတော့မြတ်အကောင့်ထည့်ဖော်လိုက်မယ်ဆိုရင်တို့ဘုရားဘာဖြစ်မှာလဲပျက်စီးမှာဒါကိုမြင်လို့မြတ်စွာဘုရားကြွပြီးတော့ပြောတာဟုတ်လားအဲ့ဒီမှာဇတ်တော်ပြောလိုက်တဲ့အခါကျတော့ ီပုံဝတ္ထုလေးတွေဆိုတာကလူတွေရဲ့စိတ်နှလုံးကိုเนาะဟောဘယ်လိုပြောမလို့နားလည်မှုလွယ်လွယ်ကူကူဖြစ်စေတယ်စိတ်ထဲမှာဘုံမထင်ပါလေပုံမြင်မကြိုက်တဲ့လူတွေလို့တယောက်မှရှိမှမထင်ဘူးနော်ငငယ်တော့မြန်နားထောင်နေရမှာဆိုရင်ဘယ်လောက်ဖဲနားထောင်နားထောင်နေဒါမို့ဦးစင်းပေါ့စားဘွားတော့ကကြွားမှာကိုရင်တွေကအများကြီးရှိတာညာတိုင်းပြောတယ်တရက်ကိုနှစ်ပုတ်သုံးပုတ်ကလေးတွေကိုဘုံဘွားပြောတာ နော်အဲ့တော့ပြောရင်တာပါတော့ဆိုတော့ရက်စွာဘုရားနားလည်မှုရှိအောင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဒါပုပ္ပိနိဝါတ္တနုတိပိန်ရင်းနဲ့ပြန်ကြည့်ပြီးတော့ပြောတာဒါတွေကစိတ်ကူးရင်ဇလန်းနေတော့လေမဟုတ်ဘူးဒါပေမဲ့တကယ်အဖြစ်ပျက်တွေကစိတ်ကူးရင်နဲ့တောင်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းနေသေးတယ်ဟုတ်လားအဲ့ဒါရဟန်းတော်တွေအကုန်လုံးအဲ့ဒါတရားတို့တရားမြတ်ရကြတယ်အဲ့ဒီအကြောင်းအရာတွေကိုနားထောင်တဲ့အခါကျတော့အဲ့ဒါဘုံပြောချင်တာလေးကကောင်းတာလုပ်ပြီးဆိုရင်လည်းပဲ ကောင်းတာကိုထပ်ခါထပ်ခါလှုပ်ဖြစ်အောင်ကြိုးပမ်းအထောက်အမယ်။ကောင်းတာလှုပ်လို့တဲ့ဆန္ဒလေးကိုကြီးထွားလာအောင်မွေးမြူရမယ်။ဘာဖြစ်လို့ကောင်းတာတွေစုမိပုံမိပြီးကောင်းတာတွေတိုးလာပြီးပွားလာပြီဆိုရင်အဲ့ဒါချမ်းသာခြင်းရဲ့အကြောင်းတရားတွေတဲ့။ဟုတ်လား။ဆန့်ကျင်ဘက်အနေနဲ့ဘုန်းကြီးတော်ဘယ်လိုနားလည်ရအောင်မှာတော့မကောင်းတာလှုပ်မိပြီဆိုရင်အဲ့ဒါကိုထပ်ခါထပ်ခါမလုံးနဲ့။နော်အဲ့ဒီဆန္ဒကိုဖျက်ဆီးပြရမယ်။ဘာလို့လို့ဆိုအဲ့ဒါတွေများလာရင်မကောင်းတာတွေများလာရင်ဒါဆင်းရဲခြင်းရဲ့အကြောင်းပဲတဲ့ဒါလေးကိုမှတ်သားရအောင်နော်